ရပေါ့တစ်ဖက်သက်ကတော့အဲ့လိုပေါ့နော်တစ်ဖက်သက်ကတော့ရှိပါရဲ့ဟုတ်ဘလို့အချက်ပြလဲဆိုအဲ့လိုလည်းအချက်မပြအောင်အလုံးစုံအာ real လေးသွားပေးရပေါ့အသေးတော့ကတလုံးနဲ့အဲ့လိုမျိုးပြောမရှိရောအဲ့လိုကိုကျင့်ကြရလေအဲ့လိုချစ်ပါတယ်ဟော့ခိုင်းဖြစ်တဲ့ပုံစံပေါ့နော်ပြီးရင်အရန်အဲ့လိုအမှုပညာကြိုက်တဲ့သူတွေဆိုပို့ပြီးတော့ချစ်တယ်ဟုတ်ကဲ့တင်းရကိုရီးယား ကိုကိုတင်းလက်ရှိတော့လေးရှိရှိကကြတော့အဲဘသူ့မှာအဲ့လိုချစ်လို့မရဘူးဖြစ်နေရပေါ့နော်အော်သူမရှိဘူးမရှိဘူးစိတ်ကောလားစိတ်ကောလားအဲဟုတ်တယ်အဲ့လိုဘယ်လိုပြောမလဲ။အော်အဲ့အလုံးအလုံးနဲ့ပတ်သက်တယ်ဆိုရင်အမြန်အလုပ်ကိုနံပါတ်1မှာထားထားတယ်။ရီစားကနံပါတ်တတိယလောက်ပေါ့နော်။ အရှိရပေါ့တစ်ဖက်သက်ကတော့အဲ့လိုပေါ့နော်တစ်ဖက်သက်ကတော့ရှိပါရဲ့ဟုတ်အဲ့လိုတော့မလိုက်တတ်ဘူးအဲစိတ်ကူးတွေကတော့ယင်တာပေါ့နော်မင်းလို့ဆိုစိတ်ကူးတွေယင်နေအဲတခါဆိုတချင်းနေတောင်ရေးရဲ့အဲ့လိုစိတ်ကူးတွေတော့ယင်တာပေါ့ဒါပေမဲ့အဲ့လိုကိုရီးယားကားတွေတောင်လိုလိုက်တာမျိုးပါမျိုးတော့မရှိပါဘူးထင်ရပါဘူးဘလို့အချက်ပြလဲဆိုတော့အဲ့လိုလည်းအချက်မပြအောင်အလုံးစုံအာ reality ကိုသွားပေးရပါအသေးတော့ကတလုံးနဲ့အဲ့လိုမျိုးအင်းအဲ့လိုတော့မပြောလောက် မင်းလေးဆိုတော့တေချာဘောက်ကတော့မိမမာယာဂျီလာမြောင်ပြီးတော့လောက်မှာပေါ့နော်ဒါပေမဲ့အဲ့လိုတော့မပြောတော့ပါဘူးအဲ့လောက်တက်တီရောမရှိဘူးရှိ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 ကတော့လရှိရောလေးရှိရှိကကြတော့အဲဘသူ့မှာအဲ့လိုချစ်လို့မရဘူးဖြစ်နေရပေါ့နော်အော်သူမရှိဘူးမရှိဘူးစိတ်ကောလာစိတ်ကောလာအဲ့လိုဘယ်လိုပြောမလဲလူရာမြတ်ရရမလို့ပေါ့နော်အဲ့လိုမျိုးလေးကြောက်ပါကိုယ့်ရဲ့စံနှုန်းကဘယ်လိုစံနှုန်းမျိုးလေး စံနှုန်းလေးတွေကမရှိဘူးအဲ့လိုကျင့်ရင်ဘလို့မဆိုချက်တယ်အဲ့လိုမျိုးမရှိဘူးအဲ့လိုကိုကျင့်ရင်ကြာလေအဲ့လိုဖြစ်ပါတယ်ဟုတ်အဓိကအဲ့လိုခိုင်းဖြစ်တဲ့ပုံစံပေါ့နော်ပြီးရင်အရန်အဲ့လိုအမှုပညာကြိုက်တဲ့သူတွေဆိုပို့ပြီးတော့ချက်တယ်တင်းရကိုရကိုကိုတင်းဘာလို့လဲဒါကိုကိုတင်းမရအရန်ကျူးတက်တယ်နော်ဟုတ်တယ်အဲ့လိုစကားကြီးလေကိုကိုအရန်တက်တယ်လို့ထင်တယ်ပေါ့နော်อืมဟုတ်အဲ့လိုမျိုးကတော့ရကျင်တာပေါ့မိန်ကလေးဆိုတော့လေ ဒါမှမဟုတ်ချွဲကျင်လို့လားချွဲတာကတော့တိတ်တော့မချွဲတတ်ဘူးဒါမဲ့စကားတော့အရန်တက်တယ်ပေါ့နော်ဟုတ်မသိဘူးအဲ့လိုစကားတွေကသူကလည်းသူထွက်သွားအဲချုပ်တက်တာလားဆိုအင်းပေါ့အဲ့လိုကိုချစ်တဲ့သူနဲ့ဆိုရင်တော့စကားတွေအရန်ထွက်တယ်အင်းပေါ့စိတ်ကန်စာရလို့ကိုကတော့မကောင်းတာမဟုတ်ပါဘူးအဲကိုတော့အမြဲကောင်းတယ်ကိုတော့အမြဲကောင်းပါရဲ့သူကမကောင်းဘူးသူတို့မကောင်းတာအော်အော်တော့အများနဲ့သုံးလိုက်ကြပါတော့စကလုံးလေးအော်အလုံးလုံးချင်လို့အဲ့လိုပဲပေါ့ဟာခဲ့ရလားအဲ့ဒါသုံးလို့ ေကြစကလုံးပါသုံးနေကြစကလုံးလုံးလုံးချက်တကယ်လဲအော်အဲ့လိုအဲ့လိုအလုံးလုံးရင်ပေါ့နော်အဲ့လို relationship နဲ့ပတ်သက်နေအာယုံကစိုက်လို့မရတော့ဘူးဆိုတော့ဒီလိုလုပ်တည်လုပ်နေရဆိုတာလေဒါ relationship မှာမရှိလို့ပေါ့เนาะရှိနေမို့ရင်ဟောခေါင်းထဲမှာလေအဲ့တခုပဲတွေးနေရဆိုတော့အခုကကျတော့လုပ်တည်လေဒီရပိုင်းပို့ပြီးတော့လုပ်ဖြစ်တယ်ဆိုတော့တန်ပါတယ်တယောက်တယောက်လားအကုန်လုံးလားအဲအဲ့လိုမဟုတ်ရီးစားကအဲ့လောက်မများဘူးဆိုတော့အဲဒီလိုတယောက်တစ်ယောက်ပို့ပေါ့အင်းပေါ့နှစ်ယောက်ပေါ့ ကိုထိတ်စားစအရင်ထိတ်တာဆိုဟုတ်တယ်အဲ့လိုဘယ်လိုပြောမလဲဩကအဲ့အလုံးအလုံးနဲ့ပတ်သက်တယ်ဆိုရင်တော့အမြန်အလုံးကိုနံပါတ်1မှာထားထားတယ်ရီစားကနံပါတ်တတိယလောက်ပေါ့နော်နှစ်ကနှစ်ကအဲ့8တင်မိတ်ကတ်တွေပေါ့အဲ့ပေါ့အဲ့ပေါ့နာစရာပေါ့အဲ့လိုမသိပါဘူးကိုကတော့အဲ့လိုကို့အတွက်အလုံးဆိုရင်ပေါ့နော်အလုံးကအရေးကြီးနေရောကြတော့အလုံးအတွက်ကိုဥတီပြီးတော့ ဖြတ်ရင်အော်အော်လိုမျိုးကြီးပြောရတဲ့မှာမပါဘူးပေါ့နော်ရင်ကြီးကြီးလေးပေါ့နော်အငြင်းအဲ့လိုဖြတ်ပါတယ်ဟုတ်အမ်မတွဲပါတော့။ဘလို့မျိုးတော့မရှိဘူး။ခုနပြောသလိုပေါ့တော့။အော်အဲ့လိုကြိုက်ရင်ကြိုက်တယ်။အဲ့လိုအချက်တွေတော့တိတ်မရှိဘူးပေါ့နော်ဟုတ်။ရက်ရှိရမယ်လို့ရက်ပူရမယ်အဲ့လိုမျိုးမရှိဘူး။အဲ့လိုတော့မရှိဘူး။ဘာလို့လဲဆိုတော့တခါလေးမှအဲ့လိုရက်ပူလို့ပ ဘယ်လိုပြောအလိုကြီးပူတာတော့မဟုတ်ဘူးပေါ့နော်သူကနေသူရှိတဲ့ကောင်လေးကြီးကအရှိီးထဲမှာပါဒါပေမဲ့အဲ့လိုမျိုးကို attractive ဖြစ်တာလည်းရှိတော့လေအဲအဲ့လိုခုနပြောသလိုပေါ့နော်မရှိပါဘူးအတေတကြဟုတ်